Hello အားလုံးမင်္ဂလာပါဘိုးဘမချန်ကနေကြိုဆိုပါရစေဆိုတော့ Chelsea ပြိသက်တီကတော့ဒီရပိုင်းအတော်အတွင်းမှာ Club World Cup တွေလေးနောက်တစ်ဆင့်ကိုကျွန်တော်တို့တက်တယ်เนาะကစားမခေါ်ယူမှုတွေမှာလည်းဇက်တိုက်ဆိုလို့ကျွန်တော်ဖြစ်လာတယ်ဆိုတော့ Chelsea ပြိသက်တီတွက်ကတော့ဝမ်းသာစရာတွေကြီးပဲပြည်နေတဲ့ရက်တရက်ပဲလို့ကျွန်တော်တို့ပြောရမှာပေါ့လေဆိုတော့ Chelsea ကကျွန်တော်တို့ Jimmy Gittens ကိုခေါ်ဖို့အတွက် Hewi Go တွေဖြစ်ပြီးမှ24နာရီတောင်ကျွန်တော်မကြသေးခင်ပါပဲ ဂျာဘက်ထရူကိုသူတို့တွေခေါ်နိုင်ခဲ့ပြီဂျာဘက်ထရူကိုခေါ်ဖို့အတွက်ဒါမနီကလေးကကျွန်တော်တို့မနီညာကကျွန်တော်တို့တောင်သတင်းတက်လာတာဖြစ်ပြီးတော့ဂျာဘက်ထရူကဒီကစားမကူတိုင်းကလည်းဒီချက်စီကိုကျွန်တော်ပြောင်းခြင်းနဲ့ဒါကိုလည်းကျွန်တော်တို့အဲ့ဒီနေ့မနေ့ကလေးကပေါ့နော်တခြားသတင်းတင်ပြီးသားဂျမီကေဒင်းစ်ကိုပြီးတာနဲ့ဂျောင်ပက်ထရိုကိုကျွန်တော်တို့တခြားခေါ်လိုက်မယ်ဆိုတဲ့သတင်းတင်တက်လာတော့ကျွန်တော်ဗီဒီယိုတောင်လောက်ခဲ့သေးတယ်ပေါ့နော်ဆိုတော့ချက်စီကဒီကစားမဖြစ်သူကိုအ ਨੇ ဆုံးပေါင်တန်း90အထက်တန်ကြီးရှိတဲ့ပမာဏနဲ့သူတို့ခေါ်ဖို့အတွက်သဘောတူညီမှုရခဲ့တယ် ဂျောင်ပက်ထရိုကို2032ခုနှစ်ထိတည်တန်းရှိတဲ့စာချုပ်ကိုသူတို့ချုပ်မယ်ပြီးတာနဲ့အင်္ဂါနေ့မှာပေါ့နော်ဆေးစစ်မှုတွေဘာတွေ sorry ဆေးစစ်မှုတွေဘာတွေပြီးပြီဆိုရင်သူကဘရာဇီးမှာပဲသူကတခါဆေးစစ်မှာပြီးပြီဆိုတာနဲ့အင်္ဂါနေ့မှာကလပ်ဘောကပ်ပြိုင်ပွဲအတွက်ချယ်ဆီကိုသွားပြီးတော့သူ join မှာအဲ့ဒါပြီးပြီဆိုတာနဲ့သူအမီနဲ့ပေါ့နော်ချယ်ဆီအတွက်ကစားမယ်ပေါ့ဗျာဆိုတော့ဒါတွေအားလုံးက heavy goal တွေဘာတွေကိုအကုန်လုံး fabrizio တို့ဘာတို့ဘက်ကလှုပ်ထားပြီးသားဆိုတော့ jao petro လက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောမလဲချယ်ဆီဘက်ကနောက်ထပ် brighton ကစားမတစ်ယောက်ကို တို့ဒါခေါ်လိုက်နိုင်ခဲ့ဘူးချော်နော်ခေါ်လိုက်နိုင်ခဲ့ပြီပေါ့လေကျွန်တော်တို့ဟိုဘယ်လိုပြောမလဲခဏလေးနော်ဟိုဗာလေ Brighton ကစားမတွေနဲ့ဆိုလို့ရင် Chelsea ကအရင်အလုပ်လုပ်တာဗျာအခုလည်းပဲနောက်ထပ် Brighton ကစားမတယောက်ကိုကျွန်တော်ခေါ်လိုက်နိုင်ခဲ့20နဲ့3နှစ်ပဲရှိသေးတယ်23နှစ်ပဲရှိသေးတယ်ကျွန်တော်တို့ Brighton မှာသူ့အနေနဲ့တရာစီပြီးတရာစီတိုးတက်တဲ့လက္ခဏာလေးသူပြပြီးတော့စွမ်းဆောင်ရည်တွေကကျွန်တော်ဟုတ်လာပြီ။နော်ဟုတ်လာပြီ။ဒီမတိုင်ခင်မှာလဲဂျောက်ပက်ထိုကို Newcastle တို့ဘာလို့ဘက်ကလိုချင်တာ တို့အခုလက်ရှိတော့ Chelsea ဘက်ကချက်ချင်းဆိုသူတို့အလုပ်လုပ်ရင်သူတို့ခွန်နိုင်ခဲ့ပြီကစားသမားကိုယ်တိုင်ရဲ့ဘက်ကလည်းသူ Brighton ကနေပြောင်းဖို့အတွက်အစီအစဉ်ဖြစ်နေပြီးသားပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ရာသီမှာဆိုလို့ချင်းသူ28ပွဲမှာ10ဂိုးသွင်းနေ6ဂိုးဖန်တီးတယ်။နောက်အခုလက်ရှိအဲ့ဒီရှေ့က34 30အာ Barcelona 23 2024ရာသီမှာဆိုရင်31ပွဲမှာသူ့အနေနဲ့က6ဂိုးသွင်း3ဂိုးဖန်တီးတယ်။ဆိုတော့တရာသီပြီးတရာသီဖြည်းဖြည်းချင်းနဲ့ Joao Petro ကပို့ပြီးတော့ကျွန်တော်ကောင်းလာတယ်ဗျာ။ဘရာဇီးလက်ရွေးစင်တင်းနေမှာဆိုလို့ချင်းလည်း2023ကနေ2025 ဝေါ်ကပ်ကွာလိုက်ဖိုင်နယ်မှာ၃ပွဲလောက်သူကစားခွင့်ရတယ်ပရီးမီးယားလိကြီးတဲ့ညီကိုတွေတွက်ကတော့ဒီကစားမဖြစ်သူကဘလို့ရည်ချင်းရှိတယ်လဲဘာညာတော့တိတ်ပြီးတော့ဗောနော်ကျွန်တော်တို့ပြောစရာဆွေးနွေးစရာလိုတဲ့တယ်မှာပါမယ်လို့တော့ကျွန်တော်မထင်ဘူးဒါပေမဲ့လို့ဗောနော်ကျွန်တော်ဒီထဲမှာအဓိကပြောချင်တာကဟိုဂျောင်ပက်ထရိုနီနဲ့ဟို sorry Chelsea အနေနဲ့ဂျောင်ပက်ထရိုနဲ့ Jimmy Gittens ကိုခေါ်ယူအပြီးမှာသူတို့ရဲ့လာမယ့်ရာသီအတွက် squad depth ကတော်တော်ကိုဟုတ်လာပြီတိုက်စစ်မှာဆိုလို့ရှိရင် Nicholas Jackson ကျွန်တော်တို့ရှိမယ်ပြီးတာနဲ့ကျွန်တော်တို့ဒါလီ ခေါ်ရတဲ့အစ်စ်ခေါ်ထားတဲ့ကျွန်တော်တို့ LMD lab ကျွန်တော်တို့ရှိမယ် left wing မှာဆိုလို့ရှိရင်သူတို့မှာ Petronel တို့တို့ကစားမားတွေကျွန်တော်တို့ရှိမယ် Jimmy Giddens တို့တို့ကစားမားတွေရှိမယ် right wing မှာဆိုလို့ရှိရင်သူတို့နဲ့ Nonny Marukiri တို့ကစားမားတွေကျွန်တော်တို့ရှိမယ် number 10 route မှာဆိုလို့ရှိရင်ဟောအခုလက်ရှိကျွန်တော်ဒါဘယ်လိုပြောမလဲ Jao Petro ရှိမယ် Cole Palmer မှာကျွန်တော်တို့ရှိမယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ Christopher Angungu ကိုရောင်းထွက်ရင် ရောင်းထွက်ရောင်းမထွက်ဘူးဆိုလို့ရှိရင်လည်းရှိအောင်မယ်တခုရှိတာကတော့ Christopher Angungu က Chelsea ရဲ့ plan နေတဲ့မှာမပါတော့ဘူး ဝင်လင်မှာဆိုလို့ရှိရင်လည်းရူမီယိုလာဗီယာတို့အလားနော်လက်ရှိကျွန်တော်တို့ဒါဟိုတနေ့ကတော့မာရက်စကာပြောနေတဲ့ကစားမလေးတယောက်တော့ရှိသေးတယ်ပြီးရင်ကျွန်တော်တို့ကိုင်စီဒိုတို့အန်ဇိုတို့နဲ့စကွတ်ဒက်ကသူ့ဟာနဲ့သူကျွန်တော်ဟုတ်နေပြီကွင်းလင်နဲ့တိုက်စစ်ပိုင်းမှာတော်တော်ကိုအလုတ်ဖြစ်နေပြီဗျာဒီလားချက်စီကဆိုတော့ဒါကြောင့်လာမယ့်ရာသီမှာပြိုင်ပွဲတွေအများကြီးကစားဖို့ရှိတဲ့ချက်စီဒါအပြင်ကလပ်ဘောကပ်မှာလည်းကစားတော့ကစားမားတွေကပင်ပန်းတဲ့လက္ခဏာတွေရှိတယ်အဲ့အရာတွေကိုကျွန်တော်ရှင်းချဖို့ဆိုရင် လူစင်းရင်တောင်းတင်ပြီးတော့ကျွန်တော်တို့အပြောင်းလဲလုပ်ပြီးတော့သုံးနိုင်မှရမှာဒီအတွက်လည်းလူစင်းကရှိအောင်မှဆိုတော့ခြေစည်းကအမှန်ကန်ကိုကျွန်တော်တို့ကအားဖြစ်နေတာတော်တော်ကိုအားကျစရာပါတကယ်ပြတော့ကိုရီအသင်းဆိုလို့ရှိရင်ဗျာနော်ဟိုဘယ်လိုပြောမလဲလက်ရှိချိန်ထိ United ကလက်ရှိချိန်ထိကျွန်တော်တို့ကမဒီစ်ကွန်ညာကိုတောင်းမှနော်တေတာကိုယာတိမတိုင်ခင်ယာတိမကုန်ခင်ကလေးကအဆင်ပြေလို့ဖြစ်လာလို့ကျွန်တော်တို့ခွန်နိုင်ထားတာအခုဆိုလို့ရှိရင်အန်ဘူမိုအန်ဒီဒဘယ်လေဘူမိုကိုမင်းပဲချိန်ထိဟိုစောင့်ဝအောင်မှမသိဘူးအမှန်ကန်ခွန်နိုင်ဖို့ ။ဟောအဲ့ဒါပြင်တိုက်စစ်တွေကလည်းရှိသေးတာ။သူများအသင်းနဲ့လွတ်လွတ်သွားတာကျွန်တော်ကြည့်ပါလား။ပေါင်သန်း90တန်းကစားမတယောက်ကိုနော်ကျွန်တော်ဟိုခေါ်သွားတာ24နာရီတောင်ကျွန်တော်မကြောက်ဘူးဗျာ။တရင်ထွက်တယ်ချက်ချင်းဆွေးနွေးတယ်ချက်ချင်းသဘောတူညီရတယ်ကစားမကိုရအောင်လုပ်တယ်ပြီးရင်ဖုန်းအပြောင်းရွှေ့ကပြီးသွားပြီ။ရှင်မင်းဘရာဘဲမတော့ဘရာဒီမှာဘရာဒီမှာစစ်စစ်ပြီးတာနဲ့မင်းကလပ်ဝေါကလိုက်ခဲ့အင်္ဂါနေ့မှာဒါမျိုးချက်ချင်းနော်ကိုရီတို့နော်အာဆင်နယ်ပြိတ္တတွေလည်းစိတ်တူနေမှာပါပဲနော်။အာဆင်နယ်တို့ခေါ်လိုက်လို့ရှိရင်ကွင်းလေတို့နောက်တန်းတို့ကြီးပဲလူကြီးမာတယ်ဆိုတော့တိုက်စစ်တောင်းမနေဘူးဘယ်သူမှခေါ်မနေဘူးဆိုတော့လေ ဒေါသထွက်စရာပဲအာဆင်နယ်ပြည်သက်ဒီဘက်ကကျွန်တော်ကြည့်ရင်လည်းပဲပြောချင်တာနော်အာဆင်နယ်တို့လက်ရှိယူနိုက်တက်တို့နော်စပါးဆိုလေစပါးပေါ့ဗျကစားမားတွေအပြောင်းအရွှေတွေတအားကူနှေးတာအဲကြောင့်သူများသိနေအလုတ်လုတ်တာနော်ဟိုတောင်ဝင်ရှိသူတွေဘယ်တော့တော်တယ်လဲဘယ်တော့ထိတောင်မှကျွန်တော်တို့အားကြတဲ့နေထိုင်မှုရှိတယ်လဲဆိုတာဒါတွေကနေကျွန်တော်တို့ပြတာနော်ခုချိန်ဒီတလားကြာပြီကျွန်တော်အန်ပူမွေရဲ့အပြောင်းအရွှေကျွန်တော်မပြီးသေးဘူးလူချင်းရတာနဲ့နော်ကျွန်တော်တို့ဒါဟိုပြောင်းရွှေကြီးဆွေးနွေးရတာအဆင်မပြေရတာနဲ့လိုအပ်ချက်တွေကျွန်တော်တို့ကတောက်လျှောက်ပဲ ော်ဆိုတော့ Chelsea ကတော့လက်ရှိမှာကျွန်တော်ဂျောက်ပက်ထရူကိုခေါ်သွားပြီ Chelsea ပြည်သက်တင်နေနေရောဂျောက်ပက်ထရူဟာပုံမှန်ပွဲကစားခွင့်ရဖို့အတွက်ဘယ်သူ့ကိုကြော်ပြီးတော့ပွဲထွက်ခွင့်ရနိုင်ခြင်းရှိတယ်ထင်ကြတယ်ဒါမှမဟုတ်အရင်ကစားမှဖြစ်နေပဲ Chelsea မှာရှိလိမ့်မယ်လို့ညီကတို့ထင်ကြလားဂျောက်ပက်ထရူစီကနေပြီးတော့ဘလောက်ထိ Chelsea တင်းပေါ်ကိုအကျိုးပြုနိုင်တဲ့ခြေစွမ်းညီကတို့မျှော်လင့်ထားကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်